အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CVM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ4ရက်စီးရီးသတင်းကောင်းတော်သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်စီးရီးသတင်းကောင်းတော်သုံးသပ်ချက်ဒီမဖတ်ကြားရင်မှချမ်းဖက်တဲ့စိုက်ဝါလို့ခေါ်တဲ့စိတ်ကြဆစ်စင်ကြီးအကြောင်းကျွန်တော်တည်မှုသမျှဂျုံမှုသမျှလေးအနည်းငယ်ရှင်းပြအောင်ချမ်းဖက်တဲ့ဟာစိတ်ကြဆစ်စင်ကြီးဆိုတာကိုရခုနောက်ပါတော်တော်လေးကိုအသုံးပြလာပါတယ် ဟောရင်ဆက်ဆက်ကလေးကသဘောတရားရေးတင်နန်းဆိုတာကနေစိုက်ပွဲဝင်စီယုံရင်ဆိုပြီးအစီအစက်လှုပ်လာတာကိုလည်းတွေ့ရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့စီယုံရင်သဘောတရားဟာမူအားဖြင့်ကောင်းတယ်ဆိုပေမဲ့အပေါ်သာစီယုံရင်အရန်ဆန်ပါပရိုတိုကောရာဆောင်ရွက်ချက်လိုပဲရှုမြင်ရပါတယ်။ကျွန်တော်အကြမ်းဖက်တပ်မှနေခဲ့တော့ဟာစိတ်တဆစ်စီရင်တဲ့ဆိုင်နဲ့အစ်င့်လိုက်စစ်တင်နန်းတွေကိုတုံးခုထက်မနေတက်ခဲ့ရဘူးပါလေ။နောက်ဆုံးမိပြအစစ်စီတော့မတက်လိုက်ရပါဘူး။ ။ဘာလို့လဲဆိုတော့သူတို့အတွက်စိတ်ဓာတ်စစ်စီလုတ်ပေးနိုင်မဲ့မူရင်းပင်ကိုအခြေခံစိတ်ဓာတ်ရှေ့မနေလို့ပဲဖြစ်ပါတယ်။စိုက်စီးတင်တန်းနေတဲ့ရင်စိုက်ဝါဆိုတာရှိပါတယ်။သူများကိုစိုက်ဝါပြဖို့မပြောပါနဲ့တကယ်တမ်းကိုကိုတိုင်းတော့စိုက်ပြီးဝါနေကြတာဖြစ်ပါတယ်။စိုက်ဝါဆိုတာစလိုက်နဲ့စိုက်တာပါ။ဒါပေမဲ့အောက်ခြေရဲဘော်တွေခေါ်ကြတာတော့စာလုံးနဲ့စိုက်ပြီးတော့စိုက်ဝါလို့ပြောပါတယ်။ဘာစိုက်ဝါလဲဆိုတော့စစ်တင်တန်းတွေတက်တဲ့အခါမှာ ကျွန်တော်တို့ရိတ်ခါဆုံးဝေးရိတ်ခါတုံးလာနဲ့မလောက်ရတဲ့အတွက်ကိုယ့်အိမ်ကထဲကလသာတွေကနေစိုက်ပြီးတော့ဝါအဲ့ဒါကိုစိုက်ဝါဆိုပြီးတော့တယော်ပြီးတော့ခေါ်ကြခြင်းဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီစစ်တပ်ထဲကဝဲသားတွေဘာတွေကိုအသေးပေါက်ကြတယ်လဲဆိုတော့အသက်60ပြည့်သည့်အထိဥဆွေးဆံမြေပေါ့ဗျာလောက်ရတယ်ပေါ့ထွက်တဲ့အချိန်ကျတော့ထုံးစံတိုင်းအောက်ခြေစစ်တီကမမေရရပိုင်ဆိုင်မှုမရှိပါဟော စစ်တပ်ရဲ့စိုက်ဝါဆိုပြီးတော့တစ်ဖက်အဖွဲ့စည်းကြတော့လက်နက်နဲ့ငြိမ်းချမ်းရေးဆိုပြီးတော့လက်ကမ်းကြိုးစားမှုတွေအရင်တော့ဆိုရင်ခြံွက်တွေပေးတယ်ဘာတွေပါမစ်တွေချပေးတယ်ဆိုတာတောင်ရှိပါတယ်အဲ့တော့စစ်တပ်ကလူတွေကတီတိုဝန်းနေကြပါတယ်ဘာလို့တီတိုဝန်းနေကြတာလဲရှင်းပါတယ်စစ်တပ်ကကြေကွဲလို့ပဲရတယ်ပောက်ကွဲလို့မရဘူးလို့အဆိုရှိပါဆရာရေအခုစစ်မှုထမ်းဥပဒေမပြဋ္ဌာန်းခင်ကတည်းကစစ်တပ်မှာလူသစ်စုမရတဲ့ပြဿနာရင်ဆိုင်ရပါတယ် စီယုံနဲ့စီယုံနဲ့နှီးမျိုးစုံနဲ့စီယုံနဲ့ဘလို့မှစုလို့မရပါဘူးကျွန်တော်ကတော့ရှင်းပါတယ်စစ်တပ်လေးကိုမိမိသဘောဆန္ဒနဲ့ဝင်ခဲ့တာဖြစ်တယ်လို့အခုထွက်လာတာလဲညီသူတဦးတယောက်ရဲ့တိုက်တွန်းစိတ်စော်ချက်ကြောင့်မဟုတ်ဘူးဖြစ်ပါတယ်အကြမ်းဖက်တာထဲမှာတော့ကျွန်တော်စူသောရဲ့တာဝန်မယူပါဘူးယူခဲ့ရရင်လည်းတာဝန်ကျပါပဲမယူခဲ့ပါဘူးဆိုတာတချို့ကလုံးဝယူတဲ့သူတွေရှိပါတယ်တလောက်ရဲဘော်စစ်တယောက်အဲ့နိုင်အေးစေးခေါ်လီရိုက်ပြီးနေလို့ရပါတယ် စိုက်နိုင်ပါလေ15သိန်း16သိန်းပေါ့နော်နောက်ဆုံးကြရင်သိန်း20လောက်တော့ရှိတယ်ရဲဘော်တတရရဲဘော်တတရအပ်ပြီးထားရင်အပြင်မှာကြိုက်တဲ့လုပ်ငန်းလုပ်လို့ရတယ်ဘာမဆိုလုပ်လို့ရတယောက်တစ်လားတယောက်အပ်ပြီးနိုင်မှုပဲအဲကျွန်တော်မလုပ်ခဲ့ပါဘူးညင်းပါတယ်မဖြစ်မနေလုပ်ရတယ်ဆိုရင်တောင်မှပဲကျွန်တော်တာဝန်ကြီးပေါ့နော်တာဝန်ကြီးတော့ပဲဆောင်ရပါတယ် တကယ်တမ်းကိုရခေါ်တဲ့သွားအားရမယ်ဆိုရင်တော့မှပဲအဲအောင်မင်းမားမယ်နော်လို့ပဲအမြဲအားပေးတာဖြစ်ပါတယ်ဒါအမှန်တိုင်းအမှန်တိုင်းပြောခြင်းဖြစ်ပါတယ်တကယ်တမ်းစစ်တပ်ဘာမှလူလိုက်စုနေကြမလို့ပါဘူးတကယ်တမ်းတော့ကောင်းနေတဲ့အဖွဲ့အစည်းဖြစ်သူ့အနေနဲ့လူတောင်လာမှာပါမလာပါနဲ့နေပါအောင်ဆိုပြီးတော့ခါချနေရမှာဖြစ်ပါတယ်တကယ်မကောင်းတဲ့အဖွဲ့အစည်းမလို့ဝယ်မဲ့လူမရှိဘူးဖြစ်တာပါအဲ့ဒီမှာဘာရှိသေးလဲဆိုတော့ထပ်ပြီးတော့အဲ့စိတ်ဓာတ်စစ်စစ်လှုပ်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့တမ်းမတော်နေ့လေး ထိမ့်မှန်နေ့ဒီမှာဂုံပြူဇလန်းတွေနေနဲ့ဝါးသားဖြန့်လာတကယ်အောက်ရှင်စစ်သားတွေကအဲ့ဒီဇလန်းတွေမြင်ရရင်ပို့ပြီးတော့မူးသလိုလိုဝေးသလိုတောင်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဇာကားတွေကစစ်သားတွေကလုံးဝပါပဲပြစ်လိုက်တာနဲ့မသေးလည်းမသေးပါဘူးသေလဲစကားလုံးအစကားတွေအများကြီးပြောတာပါတေကန်လေးဆိုစကားတွေအများကြီးပြောပြီးဒိုင်ယာလောက်တွေထည့်သွားတာပါအဲ့ဒါဖန်တရားတေနေပြီပေါ့နော်ဘာတွေပြောကြလဲဆိုတော့ကျွန်တော်တို့အဆင်မပြေဘူးရဲဘော်တွေတောင်မှပဲပြောတယ်အဲ့ဇာကားတွေကကောင်းနေတယ်ဒီဘက်စစ်စစ်ရေးတွေကိုလွတ်လိုက်ရင်ကျွန်တော်တို့ လေချွန်နေလို့ရတယ်ဆိုတာပဲဖြစ်ပါတယ်တကယ်ပါအားကြောင့်တို့ရဲ့စိုက်ဝါးကတို့လူကိုတို့ပြန်ပြီးထိရဲဆိုတာဒါပါပဲနောက်မှမရကျွန်တော်ပူပေါင်းစစ်စည်တခုကြုံခဲ့ဥပါတယ်အဲ့ပူပေါင်းစစ်စည်ကိုအခြေခံပြီးတော့တို့လေ့ကျင့်ရုပ်ရှင်ပေါ့နော်လေ့ကျင့်ရုပ်ရှင်ပြီးရင်ကျွန်တော်တို့အောင်မြင်သွားရင်ဂုံမြူးဇာလန်ရိုက်မယ်ပေါ့အဲ့မှာကျွန်တော်တို့တိုင်းစစ်ဌာနချုပ်ကိုစေယုံချုပ်လေ့ကျင့်ရာစီယုံယုံကလူတွေနဲ့လက်ယုံတက်ဖွဲ့တွေရပါနော်လက်ယုံဝန်ထမ်းတက်ဖွဲ့တွေရကိုယ်စားလှယ်တွေလာပြီးတော့လုပ်ငန်းညီနိုင်အစီအွေလုပ်ကြပါတယ် မဲစေယုံယုံကဘဲနေဆိုရင်သူများအသေးခံပြီးတိုက်ထားတဲ့ဂုံးကိုလာပြီးတော့ရဲရင်နဲ့တောင်ဝဲပြီးတော့ဝဲကြည့်တာမဟုတ်ရှင်းပြီးတော့ကြည့်ပြီးတော့လေ့လာတာပေါ့ဗျာလေ့လာတယ်အခုကျွန်တော်လုပ်သူပေါ့စေးသုံးသက်စေးသုံးသက်ချက်ရေလာတာပေါ့မဲအဲ့လိုမျိုးပေါ့လုပ်ကြပါလေအဲအဲ့ဒီဖွဲ့လည်းပြန်လည်းပြန်လာပြီးရောတိုင်းစစ်ဌာနချုပ်စစ်စေးအစည်းအဝေးခန်းမှာမှာအစည်းအဝေးစပါတယ်အစည်းအဝေးစရာအစည်းအဝေးစတာနဲ့စပြီးတိုက်ပါတယ်ဘေးကအရင်စတိုက်လဲဆိုတော့လေတာက ဒေတာကနေပြီးတော့ဘာသူတို့ဘလို့ပြစ်ခဲ့တာဘလို့လေရင်နဲ့ဘလို့ရဟတ်ရင်နဲ့ဘေးနိုင်ငံဝယ်တဲ့ဘာလေရင်ကြီးပေါ့နော်အဲလေတရေကဘေးနိုင်ငံမှာတွားတက်တဲ့လေတရေဘာဘုံးသီးတွေလည်းပေါ့နော်ဒေါ်လာဘလောက်လောက်ဖူးတောင်ကိုအောင်ပေါ့နော်သူတို့တိုက်ခဲ့တယ်အဲအဲ့မှာနောက်ထပ်ထပ်လာပါတယ်ကပ္ပစာကလည်းသူတို့ရဲ့ဘုံးသီးတွေကဘလောက်ကောင်းတယ်အဲသူတို့ရဲ့ဘုံးသီးတွေနဲ့ထည့်ပြလို့အမြောက်တရားတိတိကျကျဘလောက်ထွက်တယ်အဲအခုသုံးသွားတဲ့လေခွဲပုံးသီးတွေဆိုရင်နိုင်ငံသားကဝယ်ရရင်ဘယ်လောက်ပေးရလဲဒါတွေကိုပြည်တွင်းမှာတနစ်ကိုဘယ်လုံးလောက်ထုတ်နိုင်လဲပေါ့ဗျာ음 ကြံနေတယ်။ဒီမှာတန်ကြကအဖွဲကလည်းကျွန်တော်တို့ကဒါပဲ fire တွေနဲ့တိတိကျကျဘလို့ဖြစ်ပေးတာဖြစ်ပေးတဲ့တန်ကြကသမားတွေကလည်းရုရှားပြန်နေပေါ့။ဟွန်းဘယ်နေမလဲအမြောက်တက်ကကြံနေတယ်။အဲသူတို့အမြောက်တက်တဲ့ချက်တဲ့ပြစ်တဲ့လူတွေကရုရှားပြန်နေပဲတဲ့ရုရှားပြန်နေပဲတဲ့ဒါကြောင့်ပြစ်ချက်တွေကတိတိကျကျပြစ်ပေးတာလေလုံးဝအကဲကြီးတောင်ကြည့်ကြရမလို့ဦးလေဒါကြောင့်ထိုက်ရိုက်တွေကြီးပဲမှန်တာဆက်သွေးတက်ကလည်းလာပါတယ်တစ်ဖက်ရန်သူစီအားတဲ့တရင်ကိုဘလို့ကြားပြယူရတာအခုစီအားတရင်လေးကိုဘလို့ကြားပြလို့မရအောင်ဘလို့ free quantity တွေနဲ့ဘာဆက်တွေတုံးနေတာပေါ့ဗျာစသဖြင့် အကုန်တိုက်သွားကြတာပဲအဲ့မှာလာပါပြီတကယ်တမ်းတိုက်သွားခဲ့တဲ့မြေပြင်တရားမှုအလက်ရောက်တော့ဘာစကားမှလည်းပြောစရာမကျန်ဘူးတိုက်ကြလည်းဘာမှမကျန်တော့ဘူးအကုန်ပြစ်သွားတယ်လေလကလည်းပြစ်သွားတယ်အမြောက်ကလည်းပြစ်သွားတယ်တာကြကလည်းပြစ်သွားတယ်ကပ္ပစားလည်းသူ့ဘုံစည်းကဘလောက်ကွဲသွားတယ်အဲ့မှာချင်းတွေကလူတွေရောက်တဲ့အချိန်မှာဘာမှရှိတော့သိန်းစရာအမိုက်ပဲရှိတော့တယ်အမိုက်အမိုက်ပဲရှိတော့တယ်အလံခေါင်းပြီးတတ်ဖို့ရရတဲ့အနေထားမျိုးပေါ့အဲအဲ့လိုအနေထားမျိုးသွားပြီးတွေ့ရပါတယ်ဘာမှကိုပြောစရာမကျန်တော့တာအဲ့မှာစစ်တိုင်းမှုလုပ်တဲ့သူကလည်း ကဲတမ်းဘူးမင်းတို့တိုင်ရင်လူပင်တယောက်ညော့သွားတယ်ညော့သွားတာသူတို့သိတယ်အကုန်တီးပြီးသားတိုက်ပွဲဖြစ်ကြတဲ့ကညော့သွားတယ်အင်အားဖြစ်ပြီမယ်ပေါ့နော်ကြားလားတဲ့ကိုယ်တိုင်လည်းအားထည့်ပြီးတော့လူစီလဲစုအောင်ဆိုပြီးတော့အရန်ချီကျူးပါချီကျူးလိုက်ပါအဲ့လိုတွေရှိပါတယ်နောက်ပါလွမြောက်တယ်မြေဒီဘက်မှာဖြတ်တန်းခဲ့တော့လဲတချို့မြင်ခဲ့ရပါတယ်ကျဲပေါ်ကြီးအခြေအနေဘယ်လိုလဲဆိုရင်လိုင်းပေါ်မှာတော့ချနေကြတာပဲဗျာညနေဘက်ဆိုရင်တော့လိုင်းဖွင့်ကြည့်လိုက်ရင်တိုက်နေကြတာပဲဆိုတာမျိုးကမြေပြင်ရဲပေါ်တွေပြောလာကြတာညားလာပါတယ် စိတ်ဓာတ်သေးသေးဆိုတာမလိုအပ်ဘူးလားဆိုတာလိုအပ်ပါတယ်။ငွေကြေးတတ်နိုင်တဲ့နိုင်ငံတွေအဖွဲ့အစည်းတွေအတွက်ကတော့အများကြီးလိုအပ်ပါတယ်။ဘာလို့ကြုံလို့ကြားမြတ်ပြီးပြောရတယ်လဲဆိုတော့ပေါ့စီလိုလိုအကြောင်းရုပ်ဆိုးစိတ်အတွက်လေးဆိုတဲ့လိုမျိုးဖြစ်နေတာကိုတွေ့ရပါတယ်။တို့မဟုတ်ရင်ဘာနဲ့တူတယ်လဲဆိုတော့ခြေတဆောင်နဲ့ကျန်တော့တယ်။ခြေတဆောင်နဲ့ကျန်တော့တယ်ဆိုပြီးနေရာဆုံးလိုက်ရောက်နေရတယ်လို့မျိုးနဲ့သွားစစ်မှာ။စိတ်ဓာတ်သေးသေးကအနေနဲ့ပြောရမယ်ဆိုတော့တကယ်တော့ ိမိတို့ဖွဲ့စည်းမိမိတို့အနေထားတွေကိုတစ်ဖက်ရံသူ အပြည့်ကိုလူတွေအတိုက်ခံနေဘလို့ဖြစ်နေလဲဆိုတာကိုသိရဖို့အတွက် အခြေအနေမှန်ကိုဖန်တီးတင်ပြခြင်းလို့တော့ကျွန်တော်တို့ကသဘောပေါက်ပါတယ်မဟုတ်တာကိုအဟုတ်လောက်ခဲ့တာမျိုးလဲရှိတာပေါ့မရှိဘူးလားဆိုတော့ရှိပါတယ်ဘယ်မှာရှိတယ်ကျွန်တော်တို့ဇက်တော်တွေမှတောင်ဖတ်ဘူးတယ်ကျွန်တော်တို့ဘာလဲဟိုဝိဒေရှင်ချင်းမင်းကြီးလားဗာမင်းကြီးလားအဲ့ကျွန်တော်မဟောတရာဇက်တော်တွေမှဆိုရပေါ့နော်ကျွန်တော်ကြာပိုင်းမြောက်ပြလိုက်တာအာတခါလည်းပြီးသွားတယ်အဲ့ဒါဖျားလောင်းဖျားလောင်းမလို့ရတာပေါ့နော် ဒါလောက်ကန်ရေးရှိတယ်ဆိုတော့သူဖြတ်ထားလဲဘာမှမဖြစ်ဘူးပေါ့အထားပေါ့နော်အဲ့ခေတ်ကလေးကဒါအထားပေါ့ဒါအာအဲ့ဒါစိတ်ကြစစ်စေးပေါ့တကယ်တကယ်တမ်းဒီမဲ့ခေတ်မှာ Google ပဲရှိတာဗျအကုန်ထောက်ပြီးလို့ရတယ်ဘာမှမရှိပဲဒီကောင်လေးရှောက်ပြောတာဒီကောင်လေးအားဆိုတေးကြရဲဆိုပြီးဝင်းအောင်ဖိမယ်ဆိုရင်ဒါအဖိခံရမယ်အနေထားမျိုးပေါ့အဲနောက်တစ်ချက်ကတီဗီတွေမှာဆိုရင်စစ်တပ်ကအငြင်းနဲ့လုပ်ပါဘာသာပြန်ပွဲမှာဘာတွေစားတယ်ဘာတွေကျွေးတယ်ဘယ်လိုလုပ်ရလဲအဲ့မှာစားနေရတဲ့ TV ထဲမှာကျွေးနေတာတော့ဓာတ်ပေါက်တွေပေါင်ပုတ်တွေ ကြက်ကြော်လေးနဲ့တကယ်တကယ်ပြင်ပြမှာဟိုမှာရှူးချဲကိုနှစ်ယောက်ထုတ်ခွဲနေရတာညာဖြစ်နေသေးတယ်အဲအဲ့လိုမျိုးဆိုတော့အော် TV ထဲမှာတော့ဝက်သားလုံးနေစားလို့အဲ့ TV ထဲအကောင်တွေကဖေးကဖေးနာလဲဆိုတော့ဟိုနေပြီးတော့အနီးတစ်ဝိုက်မှာตายပါမယ်ဆိုတဲ့အဖွဲ့ကြီးသွားဖြစ်နေအဲ့ဒီမှာတွေသူတို့စိုက်ဝါကိုသူတို့ပြန်ပြီးတာသူတို့စိုက်ဝါကိုသူတို့ပြန်ပြီးပြီးသူတို့ထိတဲ့အနေထားကိုဒါပြောပြခြင်းဖြစ်ပါတယ်ကဲဆက်ရရင် တောင်နိုင်ကာလဗမာပြည်နဲ့အပွဲတွေလုပ်ကြရတယ်ဆိုတော့မြို့တော်စစ်တွေရဲ့ဒေသကိုယ်ကိုင်မှုအစ်စ်ကလည်းအမောက်ကလေးတစ်ထောင်တောင်လုပ်ပြခြင်းနဲ့လို့ယူဆရပါစစ်တွေဒါကစားကလည်းအာနာသိမ့်ပြီးကလေးကဖက်စစ်အာနာသိမ့်တာကိုခံထားရခြင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့အာနာစသိမ့်တော့မယ်ဆိုကလေးကစစ်တွေကိုစစ်တိုင်းမှုဆိုသူကငုတ်တုတ်ကြီးရောက်နေခြင်းဖြစ်ပါတယ်အဲ့ဒါလို့လာနေတော့ဒေသကိုယ်ကိုင်မှုဆိုသူတွေဟာကြောင်ပြောက်ပါတော့တယ်အကြမ်းဖက်တဲ့ဆင့်ငါဒီမှာတနိုင်းလောက်ကိုင်းလိုက်ကော ဒီစစ်တွေနဲ့ကလေးဆိုပြီးဓာကစား6ခုရှိတဲ့အထက်မှာစစ်တွေဓာကစားဟာလက်အခံချင်းလင်းချင်းမြန်တည်ရင်ဆယ်ရင်းရှိပြီးလက်ရုံးတက်အကြီးကြီးတွေလည်းရှိတာမို့အင်အားကြီးဆုံးဖြစ်ပါတယ်။အမည်ပြောင်းလာတဲ့တိုက်ခိုက်ရေးတပ်မတမလို့တောင်ဆိုကြပါတယ်။ဒါပေမဲ့ဒေသကိုယ်ရေးမှုနဲ့တပ်မမှုစားခမှုတွေရဲ့ပါဝါချင်းကမတူကြပါဘူး။တပ်မမှုတွေကစစ်စေးအာဏာအပြည့်အဝရှိကြပါပဲ။ဒေသကိုယ်ရေးမှုတွေကြတော့ အုပ်ချုပ်ရေးတရားစီရင်အာဏာသာရှိပါတယ်။ညလုံးနဲ့ထင်တာအောင်ပြောရမယ်ဆိုရင်အခြေကျစစ်ဗျူဟာမှုတွေထက်နည်းနည်းတာတလောက်ဖြစ်ပါတယ်။ဒီလိုနေရာမှာစစ်တိုင်းမှုကဝင်လာတော့ဝူရှူဝါတွေဖြစ်ပြီးခဲ့တဲ့ချိန်ကလည်းထိုးပွဲကြိတ်ပွဲတွေဖြစ်ခဲ့ကြတာအမှတ်မိကြအောင်ပဲထင်ပါတယ်။ပြီးခဲ့တဲ့ဒေတာကူကဲမှုဟာနေမျိုးဟာပြုံးလေတပ်မတော်အုပ်ချုပ်မှုကြောင်းရောက်ရှိသွားတာဖြစ်တဲ့အတွက်အနာဂတ်ရဲ့စစ်တိုင်းမှုအလောင်းလျာလက်မှတ်တစ်ဆောင်တော့ရထားပြီးဖြစ်တယ်လို့ဆိုရမှာပါ။ ဒါဆိုရင်ဒီဝဲစားကြီးကစစ်တွေမှာဘာတွေထူးထူးခြားခြားစွမ်းဆောင်နိုင်ခဲ့ပါလဲစစ်တွေခံစစ်ပြင်ဆင်နိုင်ခဲ့လို့လားလို့ပါမဟုတ်ပါဘူးမြို့တော်စစ်တွေဟာဟိုးရခေ2020ခုနှစ်ကလေးကကိုချေတို့တိုက်မယ်ဆိုတဲ့သတင်းတွေကြားလို့ကြောက်လို့မြို့သိမ်းတိုက်ပွဲရှိနိုင်တယ်ဆိုပြီးရှိသမျှတိုက်ရင်တွေဟာနှစ်ထပ်ဗန်ဂါဒီမိုင်ခွင်ညှောင်ချင်းတွေနဲ့အထက်ထပ်ပြင်ထားခဲ့ရတာဖြစ်ပါတယ်အဲကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်တို့စစ်တပ်ရဲ့တိုင်ရဲဌာနချုပ်တွေမှာဥဒတိုင်းနေအရင်ဆုံးစခတ်ရတာ အနောက်ပိုင်းလိုက်စစ်တော်နာကြုံဖြစ်ပါကြောက်လို့ကြောက်လို့အဲ့ကလေးကအဲ့ကလေးကစကြောက်တာဟိုရင်ကလေးကဆရာရင်ယခုအစ်စ်ရောက်လာတယ်စေဦးစီးတက်ကလေးကနိဗ္ဗာန်မှုကြုံဖြစ်မှာထင်ပါနိဗ္ဗာန်မှုကြုံဖြစ်မလားဒူเจ้าကိုကြီးဖြစ်မလားပေါ့နော်ဇော်ထိုက်လက်ချစ်နေတာကိုတွေ့ရပါတယ်စစ်တွေဟာနေဘူးသမ ्या မြို့တွေထဲမှာချစ်စရာကောင်းတဲ့အလေးထားလေးတွေအများကြီးရှိပါတယ်စူပါဆန်နေဆိုလို့ကတော့မြို့ရဲ့တဝက်ကြော်ကြော်ဆိုင်နေရာပိတ်ထားနေရှိပါတ ဆောင်းပေါက်အတန်ဆက်ဆက်တွေနဲ့နေရာအနှံ့မှာတပတ်တာပင်ပန်းသမ ्या ကိုမေးဖြောက်အပန်းဖြေတွေရှိပါတယ်မြို့လေးဟာကျင်းနေဆိုပေမဲ့အင်္ဂလန်ပြည်မာကြီးရဲ့မွေးနေ့လက်ဆောင်နိုင်ကြီးကိုတော့ဒေသခံတွေကတန်ဖိုးထားတတ်ကြပါတယ်သို့သောလောကနန္ဒာစီရီတော်ကြီးကတော့ဖြတ်သွားတိုင်းလူမရှိတဲ့လောက်ပါပဲဘာလို့များလူသိမ့်မလာကြတာလဲဆိုတော့အဲ့ဒါစစ်တပ်ကတဲတဲ့ဖရားလုံးဝမသွားပါဘူးရခိုင်သားစစ်စစ်ကတော်ထုံတိုင်ုံလာခဲ့ပါတယ်မလာဘူးအဲ့လုံးဝတကယ်ဝိုင်းကောက်ဘာမှမပြောဘဲနဲ့သူကသာသူဝိုင်းကောက်ဖြစ်တာလုံးဝအောင်မြင်တယ် ကျွန်တော်ကအဲ့ဖရားကြီးကိုခဏခဏရောက်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီဖရားကြီးနားမှာမေယူဇေးဆိုတာရှိပါ။အဲ့ဒီမေယူဇေးကို shopping mall သွားတဲ့အဖွဲတွေကိုကျွန်တော်လိုက်ပို့အောင်လိုက်ပို့ရပြီဆိုရင်ဖရားထဲမှာနားရီပါရင်စောင့်ရင်းနဲ့သွားပြီးအချိန်ဖြုံးလို့ရှိပါ။အဲ့ဒီမေယူဇေးမှာတော့ဘာတွေရောက်လဲဆိုတာရောက်ခုတဲ့လူတွေသိပါလိမ့်မယ်။ဆက်ရရင်သာသာမှုအစ်တဟာစစ်တွေကိုအခြားမြို့နယ်တွေမှာလိုပဲစီကားပျော်ရွှင်တဲ့အောင်ပွဲတွေလမ်းတွေပွဲတွေလမ်းတွေလှုပ်ပြီးတော့ကျွန်တော် ချစ်ဒီချင်းတစီမာလာစီကအမှတ်ယူနိုင်ဖို့ကြိုးစားလာပဲလို့သုံးသပ်ရမှာပဲဖြစ်ပါတယ်။ကင်းနီဒီနဲ့ဖားသောမြို့နယ်မှာတော့စစ်ကောင်စီကအတံမထွေပဲချိန်ပြီးလှုပ်ရှားနေတာကိုတွေ့ရပါတယ်။နေမြေကန်တိုင်ရင်ဌာနချုပ်ဖြစ်တဲ့အမှတ်135ချင်းတင်တိုင်ရင်တွင်းကိုရရင်ရှင်းနိုင်ခဲ့တယ်လို့ယူဆရပါတယ်။အမှတ်134ချင်းတင်တိုင်ရင်နဲ့တိုင်ရင်ဌာနချုပ်အပြင်ဘက်နေရာတွေအထိတက်ပြန့်လာမှုတချို့ရှိခဲ့ပါတယ်။ အမှတ်134ခြေလင်တိုင်ကိုစီနေတိုက်ခိုက်သိမ့်ပိုက်ခြံလိုက်ရတဲ့ကြာရှုံးမှတ်တမ်းကိုတော့ဖြောက်ဖြက်လို့မရတော့ဘူးဖြစ်ပါတယ်။၎င်းတိုင်ရင်ဟာကီနီဒေတာအချမ်းဖက်တိုက်ရဲ့နယ်မြေကအခြေစိုက်တိုက်ရင်ဌာနချုပ်တစ်ခုကိုတိုက်ခိုက်နေရင်းနဲ့တိုက်နေရင်းတစည်းကိုပါပြစ်ချနိုင်ခဲ့တဲ့အထိအောင်မြင်ဆုံးဖြစ်စဉ်တွေကတစ်ခုဖြစ်ပါတယ်။စစ်တပ်ရဲ့တိုက်ရင်ဌာနချုပ်ကသာဆိုလိုခြင်းဖြစ်ပါတယ်။ရဲစခန်းနဲ့နေကြားဆောင်တပ်တွေပါထက်တွေ့မယ်ဆိုရင်တော့တစ်ခုမကဘူးအများကြီးဖြစ်ပါတယ်။ သူတို့နဲ့ဘောလကဲလမ်းမကြီးမှာတော့ချမ်းဖက်တိုက်ရဲ့လမ်းလုံးကြုံရေးအဖွဲ့ကြီးချက်စိတ်စိတ်ရှိလာတာကိုတွေ့ရပေမဲ့စီရင်တန်းကြီးရဲ့သတင်းကတော့ကာလရှိပျောက်ဆုံးနေတဲ့တာဖြစ်ပါတယ်။ဘောလကဲမျိုးအတွင်းမှာတော့စေတုံမွမ်းမံပြင်ဆင်မှုတွေရှိနေပြီလို့သိရပါတယ်။အချမ်းဖက်တာဟာကီအန်နီနယ်မြေကိုရွေးကောက်ပွဲဒုတိယအရစ်မှာလက်ကျန်ဒီမော့ဆိုးနဲ့ဖလူဆိုးနှစ်မျိုးနယ်လုံးကိုဆင်းသွင်းလာခဲ့ပါတယ်။တကယ်တမ်းဆိုရင်ဒုတိယအရစ်မှာတစ်မျိုးတတိယအရင်မှာတမျိုးဆိုပြီးတော့နောက်ထပ်ရက်သက်တစ်ပတ်နှစ်ပတ်လောက်အချိန်ဆွဲထားမယ်ဆိုရင်တော့ရပါသေးတယ်။ ဒါလို့ဆိုပါလိမ့်မယ်ပရူဆိုနဲ့ဒီမော်ဆိုကိုစစ်ကြောင်းတွေဖြတ်ပြီးလာဖို့ရှိနိုင်ပါသေးတယ်ထိုးစစ်မရသေးဘူးလို့လည်းတွက်ဆရပါမိုးပြေတုံးတက်ခွေပြည့်ဒီဒေသခံပြည်သူတွေစပားရိတ်တာကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ဒီမော်ဆိုနောက်ဖက်ချမ်းမှာလည်းခောက်ပလောနာတီရောက်နေတာရှိသလိုပတုံကံဘက်ကနေမရအရာတိုးနေတာလည်းတွေ့ရပါတယ်။ဖရူဇိုတန်နဲ့ကနေပြီးတော့လည်းလက်နေကြီးနဲ့ပြစ်ခတ်မှုတွေဟာအကျဉ်းကြီးများလာခဲ့ပြီးဖြစ်ပါတယ်။ ဂျမန်နေ့မနေ့မှာတော့ပစေးလာနီးတဝိုက်ကိုလေချောင်းတက်ခိုက်မှုလုပ်ပြီးမကြခင်မှာပဲဒရုန်းနဲ့ဘုံချဖြစ်စည်းတာတွေလှုပ်လာခဲ့တဲ့အတွက်အဖိတ်စင်ရှိခဲ့ရပါတယ်။လေးယောက်ကျွေလွင့်ခဲ့ရတယ်လို့လည်းထုတ်ပြန်သွားတာကိုတွေ့ရပါတယ်။ဒါထုတ်ပြန်သွားတယ်ဆိုတာတဲ့သတင်းဌာနတွေမှာတွေ့ရတယ်လို့ပြောခြင်းဖြစ်ပါတယ်။စစ်ကောင်စီဟာပြည်နေနေထိုးစစ်တခမ်းမရသေးပဲဆက်ရန်ရှိသေးတဲ့အနေအထားတွေ့လာရပြီဖြစ်ပါတယ်။ တင်းလေးလုံးစစ်စီနှစ်ပတ်လဲနေ့ကိုကြိုပြီးတော့ကြောက်နေတဲ့သဘောဖြစ်ပါတယ်ကြိုပြီးကြောက်တယ်ဆိုလို့ပြောရပါောင်းမယ်ရဟိုင်မာတော့ဆိုရင်အထူးသတိထားရမယ်ရက်များဆိုပြီးရှေ့တန်းစကန်းတွေကိုဖြန့်ဝေပါတယ်ရက်တရတော့အစုံပါပဲကြက်ထားမယ်ဆိုရင်တောင်း6လဆက်တရက်လောက်ရှိပါတယ်ကိုဓမာနေ့အာအာရခတ်တတော်ဖွဲ့စည်းတဲ့နေ့တို့ဘာနေ့ညာနေ့စသဖြင့်နောက်ဆုံးဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့တို့ဒေါက်တာညိုထွန်းအောင်မွေးနေ့တို့အကုန်အစုံပါတယ်ဘာလဲဆိုတော့အဲ့ဒီနေ့တွေကိုအထူးဂရုစိုက်ရမယ်ပေါ့ဗျာ တနည်းပါလို့အကြအလန့်မရှိတော့ပါပဲနိုင်ရတယ်ဆိုရင်တော့ပြောရပါတယ်မင်းတို့ထောက်လိုင်းသတင်းတွေရလဲကွာဆက်နလရာပြီကိုရက်တွေရမပြတ်ပါလားဆိုတော့ဟုတ်တယ်တဲ့အဲ့လိုရှိပါတယ်ဒါကြောင့်ကိုရီဘက်ကတော့မေ့မေ့နေမယ်ဝဲသားတွေဘက်ကကြိုပြီးကြောက်နေပြီးဒါဖြစ်ပါနောက်ရှိပါသေးတယ်ဈာပြတဲ့ဈာပြဆက်သွယ်ရေးဆက်တွေနဲ့ဖမ်းပြီဆိုရင်လည်းဘာတွေထူးသေးလဲဟာပုံမှန်ပြောဆိုနေတာပဲကြားရတယ်ခင်ဗျဟာဒါဆိုမပေါ့နဲ့တတ်သိဟာဘာတွေထူးသေးလဲဟာ ဆက်တံတွေပြောင်းနေတယ်ဗျဟာဒါဆိုပေါ့လို့တော့မရတော့ဥတက်အစ်စ်ခါရီထူးသေးလဲဟာသွားတော့သွားလာနေကြတယ်ဗျဟာတို့ဘက်ကိုလာလာဖြစ်ရမယ်တက်အစ်စ်အဲ့လိုဖြစ်ခဲ့ကြိုးရရပါလေဘာမှမပါရသေးပဲနဲ့မောင်းနေကြိုတင်ပြီးစပရိန်တွေညောင်းစီခဲ့တာဖြစ်ပါဒါအရင်တော့ပါအခုတော့မဖြစ်တော့တဲ့အနေသာရှိပါတယ်နေကြီးရကြီးတွေဆိုရင်မတိုင်ခင်တည်းကနေကြောင်းလက်နေကြီးတိုက်ခိုက်မှုတွေနဲ့ဥနေမှုယူလာတာကိုတွေ့ရပါတယ် မကွေးတိုင်းကောင်းမြွနယ်လေးကိုပါအမှတ်69ချင်းတင်တပ်မဌာနချုပ်ရဲ့လက်အောက်ခံစစ်ကြောင်းတွေရောက်ရှိနေတာကိုတွေ့ရပါတယ်အမှတ်တရားကိုအချိန်မြန်တိုင်ရင်ဖြစ်နေတာကိုတွေ့ရပြီးချက်ကန်ကြည့်ရတယ်ကိုမိရှုဖြည့်ဆည်းဖို့ပြင်ဆင်နေတော့ဒေတာကံကာဝေးအင်အားစုတွေကလက်ဦးမှုရယူဖမ်းဆီးနိုင်ရခြင်းဖြစ်ပါတယ်အဆိုပါလူသစ်စစ်သားတို့ကိုတနက်ပြဖို့ဆရာမလိုပဲအိမ်ကြီးရခိုင်တွေမိမရှုနိုင်ခင်မှာလက်လက်ခဲရနေတဲ့သူလက်ရဖမ်းဆီးနိုင်ခဲ့တာပါ စစ်ကြောချက်တွေရာအမှ99ချင်းလေတပ်မဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့ကြောက်စရာချင်းဆိုင်အမှ74ချင်းမြန်တရင်စက်ကုန်းချင်းဆိုင်အမှ100ချင်းမြန်တရင်နဲ့သာစီချင်းဆိုင်အမှ419ချင်းမြန်တရင်သုံးရင်းလူပါနဲ့စုဖွဲ့လာတဲ့အင်အား400ခန့်စစ်ကြောဟာအမှ20နှစ်ကာဝေးပစ္စည်းစက်ရုံကိုကနဦးရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။အဲဒီစက်ရုံကနေတစင်းစိတ်မြို့မြို့နဲ့ရေတွဲရွာကနေပေါ့မြို့နဲ့ရှားပင်နဲ့ပရိယွာတွေဘက်ကိုရောက်ပါတယ်။အဲဒီကနေမှတစင်း ချက်ကန်ထိရဘက်ကိုရောက်လာတာဖြစ်ပြီးတင်မဆက်เจ้าဟာလက်တံနှစ်ခုဖြန့်ခွဲထားပါတယ်။တက်ကုန်းနဲ့ဒီတော့ကွင်းရွာတွေမှာတမြန်နေ့ကအထိဖြန့်ကွဲအခြေပြုထားတယ်လို့သိရှိရပါတယ်။ထုတ်ပြန်ရရကြည့်ရမယ်ဆိုရင်တော့လူတွေ၃ယောက်တည်းကိုတိကျခွဲထုတ်ပြီးတာဝန်တိတက်ပေးလိုက်တယ်ဆိုတာကတော့ဖြေရိုးဖြစ်စင်တော့ဟုတ်မနေသေးပါဘူး။အမကောဇာကိုချင်းလင်တက်မှဌာနချုပ်ဟာကလေးဘက်ကိုတပြူဟာရောနေပြီဘက်ကိုတပြူဟာအနောက်မြောက်ပိုင်းတိုင်းစစ်သားညာချုပ်ခွေထဲမှာ ပလုတ်တုတ်တွေခောက်ပြီးတော့ဆက်လက်အသုံးတော်ခံကပြလာတာကိုကျွန်တော်တို့တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းရှင်ချာဒိုင်ဦးမြို့နယ်အမြန်လားမိုင်တိုင်းအမှတ်55နဲ့56ကြားသတိထားပေးကြပါ။လရဲ့တွင်ပိုင်းမှာဘောနီဆယ်ဆိုတာအကြောက်ရမယ်ထင်ပါတယ်။အကြမ်းတ်တရဲ့အတွင်ယူသတင်းထောက်လှမ်းမှုတွေရှိနေပါတယ်။အမှန်ပေါ်မှာမဟုတ်ပါဘူး။ဆယ်နီးဝိညာဉ်တဝိုက်ဖြစ်ပါတယ်။ ဆမ်းမြောက်ကလေးကနေအမတ်စနစ်စစ်စစ်ကိုကဲမှုဌာနချုပ်နဲ့အမတ်စတိချေလင်းတက်မှဌာနချုပ်ရဲ့စစ်ကြောင်းတွေကတော့ပြန်ဆင်းလာတယ်ဆိုတာကိုအတည်ပြုလို့ရပြီဖြစ်ပါတယ်။တောင်ဟမ်းမသည်ဒီဘောအလွန်နဲ့မိုးကုတ်လမ်းတစ်ဝက်အထိအကျန်းဖက်တက်ဟာအမတ်စတိစစ်စစ်ကိုကဲမှုဌာနချုပ်အမတ်စတိချေလင်းတက်မှဌာနချုပ်အမတ်55ချေလင်းတက်မှဌာနချုပ်နဲ့ပြတ်သွားတဲ့အရှိမြောက်ပိုင်းလိုင်းစစ်ဌာနချုပ်ရဲ့လက်အောက်ခံစစ်ကြောင်းတွေကိုတုံးလာခဲ့တာဖြစ်ပါတယ်။ဆက်ဆံနေပြီးမိုးကုတ်ပြိုးလို့မရရနေပြီးမှာတော့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဝင်ထဲမှာ အမှန်စကြဝဠာရေကိုကဲမှုဌာနချုပ်ရဲ့စစ်ကြောင်းတွေကြံနေခဲ့ပါလေဒီလိုဆိုပါလေရှမ်းပြည်နယ်မြောက်ပိုင်းမှာအဝိတ္တအက်တက်ဆိုလို့အမှန်55ချီလင်းတပ်မဌာနချုပ်ရဲ့လက်အောက်ခံတိုက်ရင်းနေတာကြံခဲ့နိုင်မှာတော့လေဆိုတော့ရှမ်းပြောင်းနယ်မြေမှာအရှင်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေနဲ့တပ်ဖြန့်ထားတယ်ဆိုပေမဲ့ဆိုတဲ့အခင်းကြီးကိုတွတ်တွေ့ရပါစိန်နေခြေတိုင်းတပ်မ76ကလည်းပြန်လေဖွဲ့စည်းထားပြီလို့သုံးသပ်ရပါတယ်ဒီလိုဆိုပါလေ စာခတဲ့နဲ့စာခစချောင်းခခစားလောက်ကင်ပစံကပြက်သွားတဲ့တရင်တွေဟာတိန်နေတဲ့အစားလက်လွတ်ရပြီးမြို့နယ်ပြီးမပါဘူးဆိုရင်တော့လက်ရှိ လာရှိုးတီဘောကြောင်မဲနောင်ရှိုးနဲ့မူလလက်ပြန်မိုင်းရဲတန်ရန်မြို့တွေကိုစိတ်ချလက်ချက်စိတ်ချလက်ထားတက်ပြန့်ထားလို့ရတဲ့အစစ်အစီအပြည့်ရဂရိကဝေရှိထားတယ်လို့ကောက်ချက်ချလို့ရပြီဖြစ်ပါတယ်မိုးမိတ်ဟာရပိုင်းတိုင်းစစ်တပ်သားတွေနေပြည်တော်မှာပါဝင်လာဖြစ်ပြီးစစ်ကြောင်းတွေဝင်လို့ရမဲ့လမ်းကတော့ အရှိန်မြောက်ပိုင်းနဲ့စစ်သားများရုပ်နယ်မြေထဲကပဲလမ်းပေါက်သေးတာဖြစ်ပါတယ်။သုံးစားချက်တွေမျိုးစုံ၊လုံဆောင်ချက်တွေမျိုးစုံ၊ချင်းညာချက်တွေမျိုးစုံရှိနေတာဆိုပေမဲ့စစ်တပ်ရဲ့ယခုအင်အားအနေထားပုံစံမျိုးနဲ့ကတော့လက်တလောမိုးကုတ်မိုးမိတ်မျိုးတွေကိုတိုက်စစ်စီမံချက်ကြီးကြီးမားမားရှိနေတာမျိုးတွေ့နေရပါသေးတယ်။အကြေရခရီးကိုမှဘလို့သဘောတူညီချက်တွေရှိမယ်ဆိုတာမသိရပါပဲ။စစ်တပ်ရဲ့စစ်ကြောင်းတွေဟာအကြောင်းမဲ့အနာပေးဖို့တသက်တော့မဟုတ်တော့ပါဘူး။ သဘောတူညီမှုပြပြပြီဆိုတာနဲ့လက်ရှိနောင်ချိုကြောင်မဲ့တီဘောစတဲ့မျိုးတွေကို TNL လေးတို့ကဖြုံးသားကြီးတိုက်ချလိုက်မယ်ဆိုရင်ပြုံးလေလောက်ထိချက်ချင်းရောက်နိုင်လာခြင်းရှိတယ်လို့ဂျာဖက်တိုက်ရဲ့နေရက်ကလည်း TNL လေးရဲ့နောက်ပိုင်းနေရာတွေကိုပြစ်မှတ်မှတ်ပုံတင်ထားပြီးဖြစ်တဲ့အနေအထားနှစ်ဖက်ကိုစီဖြစ်နေပါလိမ့်မယ်ကိုကန်တန်ရဲ့အကြေးရပြီးနောက်ပိုင်းမှာတော့ကိုခိုင်မျိုးကိုလေချောင်းတိုက်ခိုက်မှုတစ်ချိန်ပြုလုပ်ခဲ့တာကိုတွေ့ရပြီးတွေ့ဖို့ကြီးဆိုပြီးပြီးဆုံးသွားခဲ့ပါတယ် ပြန်ဆင်းလာမဲ့တပ်တွေဟာမိခင်တိုက်ရဲဌာနချုပ်တွေကိုပြန်ကြမှာလားဆက်ပြီးတော့ဘေးရက်ဌာနတွေကိုအပုခံရမလဲဆိုတာကတော့စီစဉ်နေကြဖြစ်ပါတယ်ဆိုပါရှင်နားနေအောင်ဒီမှာနေနေခဲ့ရပြီးတော့နေပြီးတော့ဇမဲသည်နာအထိရောက်ရှိလာပြီလို့တော့သိရပါတယ်နောက်ဆက်တွဲသိရှိရပြီဆိုတာနဲ့ထပ်မံသုံးသက်တင်ပြပေးသွားမယ်ဖြစ်ပါကြောင်းကောက်နှုတ်သုံးသက်လိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် 带武器，扛武器。